နေမွန်စတာဟာ2 and 1နဲ့ Blackpink တို့ရဲ့ပုံစံခွန်ထဲကဖောက်ထွက်နိုင်မှာလားအားလုံးမင်္ဂလာပါ YG Entertainment ဟာ K-pop ကမ္ဘာမှာသတင်းကောင်းကြီးပိုင်းတွေနဲ့နေရာယူလာနေပါပြီဒီတစ်ခါတော့ YG ဟာ Next Monster လို့လောလောဆယ်ယာယီနာမည်ပေးထားတဲ့အသစ်ဆက်ဆက် Girl Group တစ်ခုကိုဆင်တင်ပေးတော့မှာပါ YG Entertainment ဟာ Blackpink 21နဲ့ Baby Monster တို့လိုထိတ်တန့်ဖွဲ့တွေကိုဆင်တင်ပေးထားတာကြောင့်မျှော်လင့်ချက်တွေကြီးမားနေပြီး online မှာအရန်လူပြောများနေကြပါဗျ YG founder Yan Hun Saw ကအသက်15နှစ်အရွယ် Australia သူလေး Evely ကိုပထမဆုံးမှန်မှအဖြစ်ချပြလာတဲ့အခါမှာပြည်သက်တွေကြားစိတ်ဝင်စားမှုတွေစတင်လာခဲ့ပါတယ်။ YG ရဲ့မိတ်ဆက်ပေးမှုအရ Evely ဟာကုမ္ပဏီမှာနှစ်နှစ်လေ့ကျင့်ထားပြီးအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ဦးဆောင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်လဲ all rounder အဖြစ်ကြော်ကြားနေတဲ့ Evely ကိုအားလုံးကစူးစမ်းမှုအပြည့်နဲ့စောင့်ကြည့်အကဲခတ်နေကြသလိုတချို့ကလည်းပွဲဥထက်တာအရင်ငယ်လွန်သေးတဲ့ idol လေးတွေအကြောင်းဆွေးနွေးလာကြပါတယ်။ ဒုတိယမှန်မှာကတော့အသက်၁၄နှစ်ပဲရှိသေးတဲ့ထိုင်းမာလေးချန်နီယဖြစ်ပါတယ်။ချန်နီယကဝိုင်းကြီးမှာနှစ်နှစ်နဲ့၈လတောင်လေ့ကျင့်ထားခဲ့ပြီးထိုင်း၊အင်္ဂလိပ်နဲ့ကိုရီးယားဘာသာစကားတွေကျွမ်းကျင်သလိုအနုပညာမှလည်းဆွေဆောင်ရရဖြစ်ပါတယ်။ချန်နီယာက vocalist တယောက်ဖြစ်ပြီးသူ့ရဲ့ Olivia Rodrigo ရဲ့သချင်း The Grudge ကို cover ထားတဲ့ video ကလည်းပရိသတ်တွေကြားမှာလူပြောများနေခဲ့ပါဗျ။ Lisa Chiquita နဲ့ Farita ရဲ့နောက်မှာ YG ကသူတို့ရဲ့ gay group တဲ့ထိုင်းလူမျိုးတွေထည့်တာအစင်လာလို့ဖြစ်လာနေပါဗျ။ နေမွန်စတာလေးတွေကိုမြင်ရတာပရိသတ်တချို့ကစိတ်လှုပ်ရှားနေကြပေမဲ့တချို့ကတော့စိတ်ပူပန်မှုတွေရှိနေကြပါတယ်။ပြည်သက်အတော်များများက YG ရဲ့လက်ရှိ active ဖြစ်နေစေအဖွဲ့တွေဖြစ်ကြတဲ့ Blackpink, Treasure နဲ့ Baby Monster တို့စီကကံပတ်တွေ activities တွေအများကြီးမြင်ကျင်ကြပေမဲ့ YG ကတော့အဖွဲ့အသစ်ထပ်ထုတ်လိုက်တဲ့အပေါ်မေကွန်ထုတ်မှုတွေလည်းရှိလာကြပါသေး။ပြည်သက်တွေက YG အနေနဲ့သူတို့ရဲ့စီမံခန့်ခွဲမှုအပေါ်အာရုံစိုက်ထားပြီးအဖွဲ့အသစ်တွေအမြန်ထုတ်နိုင်မယ့်အစားလက်ရှိအဖွဲ့တွေကိုပဲပိုင်ပိုင်နိုင်နိုင် promotion ဆင်ပေးစေချင်နေကြပါသေး။ ပြည်သက်တွေစီကနောက်ထပ်ဝေဖန်မှုတွေကတော့ WG ဟာသူ့ရဲ့နေဝင်ခစ်ကလေးကသူ့ရဲ့အမှတ်အသား Gay Crash Concept ကိုဇက်တိုက်အသုံးပြုနေတာပဲဖြစ်ပါတယ်။ Blackpink နဲ့ Baby Monster ကလည်းဒီပုံစံအတိုင်း Bold ဖြစ်တဲ့ Christmatic Vibe လေးတွေနဲ့ပွဲဥထွက်ခဲ့ကြတာပါ။ဒီတော့ပရိသတ်တွေက YG ဟာမျက်နှာသစ်တွေနဲ့ဒီ concept ကိုပဲထပ်တလဲလဲပွဲထွက်နေမလားအသစ်စမ်းတစ်ခုခုကိုချပြမလားဆိုတော့အလုံးကစိတ်ဝင်စားနေကြပါတယ်။အခုဆိုရင်တို့ရဲ့နောက်ခြေလှမ်းကိုအလုံးကစောင့်ကြည့်နေကြပါပြီ။ Next Monster ဟာ K-pop မှာစမ်းသစ်မှုတွေကိုခြားပြနိုင်မလားဆိုတဲ့မေးခွန်းဖိအားတွေကလည်းတဖြည်းဖြည်းမြင့်တက်လာနေပါဗျ။အဖွဲ့အစ်တွေကလည်းဇက်တိုက်ပွဲဥထွက်နေကြတဲ့အခါပြိုင်ပွဲကလည်းပုံမှုပြင်းထန်လာကြပြီး၊ကွဲပြားမှုဆိုတာရီမန်းချက်တစ်ခုဆိုတာထက်မလုံမဖြစ်အရေးပါတဲ့အရေးအသွေးတစ်ခုဖြစ်လာနေပါဗျ။ဒီတော့မျောလင်းချက်တွေအောက်မှာ 1G ရဲ့ gay group အစ်စ်ကစိန်ခေါ်အနိုင်ပြမလားရုန်းကန်ရမလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်အခုဆိုရင် line up မှာမမ2ယောက်ကိုချပြထားပြီးဖြစ်ပြီးနောက်ထပ်2ယောက်ထွက်လာဖို့ကြံနေပါသေးတယ် ။ဒီတော့ဒီအဖွဲ့ကဘလို့ထူးခြားစံသစ်မှုတွေယူဆောင်လာမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။တေချာတာတခုကတော့ YG တခုခုချပြလာရင် industry တခုလုံးကအာယုံဆိုင်ကြရဲဆိုတာတော့အမှန်တရားဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။